မင်္ဂလာပါရှင်။ KIDS Television Channel မှာသတင်းများကိုတင်ဆက်ပေးပါရောင်းမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အင်ဒိုတို့စစ်ကူလာသောအင်အား150ပါစစ်တပ်ပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီဘက်မှအရာရှိနှင့်စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းပြီးလက်နက်54လက်သိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းအင်တော်မြို့နယ်သို့စစ်ကူလာသောစစ်တပ်ပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှအရာရှိနှင့်စစ်သား33ဦးသေ ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းမိကလက်နက်54လက်သိမ်းစီးရရှိကြောင်းအမတ်1စစ်ဒေသကသတင်းထုတ်ပြန်ထားပါတယ်။ ်မလား15ရက်နေ့စကိုင်းတိုင်းအင်းတော်မြို့နယ်အစံကတာမြို့နယ်ပန်းတောင်ကြီးပန်းတောင်လီတောင်တွင်ကတာမြို့ခမာရ300ကိုမှထွက်လာသောစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းမှဗိုလ်မူးလင်းထက်ဦးစီးပြီးခမာရ106ခမာရ300ကိုခလာရ6တို့ပူးပေါင်းထားသောအင်အား150ခန့်ပါသောစစ်ကြောင်းဖြစ်ကြောင်းသိရပါသည်စစ်ကောင်စီတပ်ဤပူးပေါင်းစစ်ကြောင်းကို KIA KPDF ကတာခရိုင်တရင်တဲမိုးကြားတိုက်နဲ့ပါကာဖာနဲ့ကတာမျိုးနဲ့ပါကာဖာပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ33ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရကြောင်းစစ်တုံးမှန်အဖြစ်စစ်သား32ဦးဖမ်းဆီးရမိကြောင်းတော်လှန်ရေးရဲဘော်2ဦးကြာဆုံးခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီတပ်ထံမှလက်နက်54လက်တင်စီရရှိရာတွင် MA1 29လက် MA2 6လက် MA3 Sanala, le, Fortone, Ami Satit Dele, Ami Sangar Dele, anti drone gun တလက် MA30 ဘုံသီး38လုံး MAG 8000တောင်း MA15G 2000တောင်း60မမဘုံ18လုံး GAIN 133ခုကျော်ဘိုးဂျမ်မာတခုစက်သွေးရေးစက်တလုံးအထိုင်ဘုံတလုံးကြီးကားအုတ်ထုတ်12လုံးသိမ်းဆည်းရမိကြောင်းသိရပါတယ်ဆက်လက်ပြီးဖလန်းမြို့သိမ်းတိုက်ပွဲတွင်ခလာရ268တရင်မှတရင်မှုတူဘုံမူကြီးဝေလင်းထွန်းနှင့်ဒုတရင်မှုအောင်တီဟာတို့သေဆုံးမိသားစုကအလောင်းပြန်မရဘဲနိုင်ရေးလုပ်ရတဲ့ ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် ချင်းပြည်နယ်ဖလန်းမြို့တိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်၏ခလာရ268တရင်မှတရင်မှုဒုတိယဗိုလ်မှူးကြီးဝေလင်းချွန်နှင့်ဒုတရင်မှုအောင်တီဟာတို့တည်ဆုံခဲ့ကြောင်းတပ်တရင်ရင်းမြစ်နယ်စီဒီအမ်ဗိုလ်ကြီးစင်ရော်ကတရင်ဌာနသို့ပြောဆိုပါရယ်မလ18ရက်နေ့တွင်ဖလန်းမြို့ခလာရ268တရင်၌ဖြစ်ပွားသောတိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်မှတရင်မှုဒုဗိုလ်မှူးကြီးဝေလင်းချွန်နှင့်ဒုတရင်မှုအောင်တီဟာတို့တည်ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ခလာရ268ကတရင်မှု18ရက်နေ့ကကြာ သွားပါတယ်။သူ့အမျိုးသမီးကတော့ကျမ်းမာရေးအကြောင်းပြပြီးဖလန်းတက်သေးလိုက်မနေဘူး။သူ့ဇာတိမော်လမြိုင်မှာပဲနေတယ်လို့သိရတယ်။တရင်မှုအပြင်သူ့တရင်မှုအောင်တီဟာလဲကြတယ်ဟုစီရီယံဗိုလ်ကြီးစင်ရောကသတင်းဌာနသို့ပြောဆိုပါတယ်။လက်ရှိအချိန်တွင်မော်လမြိုင်မြို့ရှိတရင်မှုဒုတိယဘုံမှုကြီးဝေလင်းထွန်းဤအမျိုးသမီးက၎င်း၏နေအိမ်၌နာရေးလှုပ်ဆောင်နေကြထို့ကြောင့်တရင်မှုဝေလင်းထွန်းကြဆုံးသတင်းကိုအတည်ပြုနိုင်ခဲ့ကြောင်းစီဒီယံဗိုလ်ကြီးစင်ရောကဆက်လက်ပြောဆိုပါတယ်။ ဖလန်းမြို့သိမ်းတိုက်ပွဲတွင်ခလာယာ268တရင်မှဒုတိယတရင်မှအောင်တီဟာတိဆုံးသွားမှုကိုလည်းတက်တဲ့ရင်မြစ်ကအတီးပြူပြီး၎င်းနှင့်နီးစပ်သောဆွေမျိုးသားချင်းတို့ကလည်းထက်မှန်အတီးပြူပါရယ်ဒုတရင်မှအောင်တီဟာကရန်ကုန်ထောက်ကျန်တက်ကယာရုတို့ပြီးဖလန်းကိုပြောင်းသွားတာပထမလမောင်းကိုကြည့်ထီးတဲ့နောက်တော့လက်ပြဘုံမှန်ပြီးတိဆုံးပါရယ်မိသားစုစီကိုတော့အလောင်းပြန်မပို့ပါဘူးဖလန်းတက်ထဲမှာပဲတကြိုလိုက်တယ်ဟုဆွေမျိုးသားချင်းတို့ကရှင်းပြပါရယ်မလ17ရက်နေ့နနက်9:00ခန့်တွင်ဖ လန်မြို့ရှိတော်လန်ရီတပ်ဖွဲ့များထိန်းချုပ်ထားသောဖရာချောင်းကုန်းနှင့်ဆေးရုံကုန်းတို့ကိုအကြံဖက်စစ်ကောင်စီတပ်ကလေးချောင်းပစ်ကူယူကထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့်တိုက်ပွဲစတင်ဖြစ်ပွားပြီးခလာရ268တရင်ကိုအပိသက်သိမ်းပိုင်နိုင်ရေးတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါသည်။ ဇလပီပရောင်းမြို့နယ်အုတ်ရှိပင်မြို့အနီးတွင်အေအေနှင့်စစ်ကောင်စီတပ်များတိုက်ပွဲအကြီးအကျယ်ဖြစ်နေပြီးမြို့ပေါ်မှာစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခုပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ပဲခူးတိုင်းပရောင်းမြို့နယ်အုတ်ရှိပင်မြို့အနီးတွင်အေအေနှင့်စစ်ကောင်စီတပ်များတိုက်ပွဲအကြီးအကျယ်ဖြစ်နေကြောင်းအုတ်ရှိပင်မြို့မှာဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်။ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းပရောင်းမြို့နယ်ညောင်ကျိုးတပ်စခန်းတွင်အေအေနှင့်စစ်ကောင်စီတပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်များမှ ာညောင်ချီတောင်းနဲ့အုတ်ရှိပင်မျိုးများတို့စုတ်ခွာလာကြ။မလ14ရက်နေ့မှစတင်ပြီးညောင်ကျိုးစခန်းနဲ့ညောင်ချီတောင်းတပ်စခန်းအကြားတွင်တိုက်ပွဲများအကြီးကျယ်ဖြစ်ပွားနေကြ။အုတ်ရှိပင်မျိုးတွင်အခြေစိုက်ထားသောစစ်တပ်ကညောင်ချီတောင်းတပ်စခန်းဘက်သို့လက်နက်ကြီးများဖြင့်အကြီးကျယ်ပစ်ခတ်လျက်ရှိကြောင်းသိရပါသည်။ဒီမနက်ဆိုရင်လည်းအုတ်ရှိပင်မျိုးပေါ်မှာလက်နက်ကြီးတန်းတွေကြားနေရတယ်။အခုတိုက်ပွဲဖြစ်နေတာကညောင်ကျိုးနဲ့ညောင်ချီတောင်းအကြားမှာဖြစ်နေတာ။အုတ်ရှိပင်မျိုးပေါ်ကနေလည်းလက်နက်ကြီးတွေတောက်လျှောက်ပစ်ကူပေးနေတယ်။ညောင်ချီတောင်းဆို ဆိုတာကအုတ်ရှိပင်နဲ့ကလျက်ဆိုတော့တိုက်ပွဲတွေကတဖြည်းဖြည်းကိုအရန်နီလာနေပြီဟိုအုတ်ရှိပင်မြို့မှာဒေသခံပြည်သူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်လက်တလောအုတ်ရှိပင်မြို့တွင်တက္ကသိုလ်ဝန်ထမ်းဆောင်မှုပွဲများပြုလုပ်လျက်ရှိနေပြီးရဲဆောင်မှုပွဲများပြီးဆုံးပါကစာတင်ကြောင်းများအလုံးနဲ့စစ်ကောင်စီတပ်များကတက်ဆွဲရန်ပြင်ဆင်လျက်ရှိကြောင်းအုတ်ရှိပင်မြို့ပေါ်တွင်စစ်ကောင်စီကခုခံစစ်များပြင်ဆင်လျက်ရှိရာတွင်ရဲစခန်းနှင့်ဌာနဆိုင်ရာရုံးများသာမကမြို့ပြင်နေရာများတွင်မှလုံခြုံရေးအခါအခွဲအတားအဆီးများအကြီးကျယ်ချထား ားကြောင်းသိရပါဗယ်။ပဲခူးတိုင်းညောင်ကျိုးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏လေယာဉ်များကမာရင်ပုံကျဲမှုနှင့် AAE တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား120ကျော်သေဆုံးခဲ့ကြောင်းကြန့်ရှိနေသောတပ်သားများအလုံးမှလည်းတက်ပြက်၍ထွက်ပြေးကြကြောင်းညောင်ကျိုးတိုက်ပွဲတွင်ပါဝင်ခဲ့သောအလင်းဝင်စစ်မှုထမ်းတပ်သားဖြင့်ကိုနန်းလင်းသူက ထုတ်ဖော်ပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နှင့်ဆက်ဆက်လျက်ရှိသောပဲခူးတိုင်းပထောင်မြို့နယ်အတွင်းရှိညောင်ကျိုးကျေးရွာတပ်စခန်းကိုအေအေဦးဆောင်သောပူပေါင်းတပ်များကထိုးစစ်ဆင်လျက်ရှိရာလက်ရှိတွင်ကာကင်းစခန်းများအလုံးကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်းတို့ရတွင်စစ်ကောင်စီ၏လက်ချောင်းတိုက်ခိုက်မှုများကြောင့်ဆက်လက်၍တိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းအေအေပြောခွင့်ရပုဂ္ဂိုလ်ခိုင်သူကကထုတ်ဖော်ပြောဆိုပါတယ်။ ဆလပီမင်းအောင်လာဤသားပြည်စုံဤရှယ်ယာများပါဝင်သောရီအောင်မြန်မာကုမ္ပဏီကိုလူယုံမောင်မောင်နိုင်ကဦးဆောင်ပြီးဂျပန်နှင့်ဥရောပအမတ်တစိုက်ကားတိုင်ယာနှင့်အင်ဂျင်ဝိုင်းစီများတင်သွင်းဝင်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် အကျန်းဖတ်စစ်ကောင်းဆောင်မရောက်လိုက်ဤသားပြည်စုံအောင်ဤရှယ်ယာများပါဝင်သောရီအောင်မြန်မာကုမ္ပဏီကိုစီးပွားရေးလူရောမောင်မောင်နိုင်ကဦးဆောင်နေပြီးဂျပန်နှင့်ဥရောပနာမည်ကျော်အမတ်တစိကားတိုင်ယာနှင့်ဆက်သုံးစီများကိုတင်သွင်းဖြန့်ဖြူးခွင့်ရနေကြောင်းရန်ကုန်အခြေဆိုင်စီးပွားရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ်မရောက်လိုက်သားအောင်ပြည်စုံဤလူယုံဖြစ်သောမောင်မောင်နိုင်ကအောင်ပြည်စုံပိုင်ဆိုင်သော Skywan Construction အပါအဝင်စီးပွားရေးလုပ်ငန်းများစွာကိုကြီးကြပ်ကိုကဲနေပြီးအခြားတစ်ဖက်တွင်လည်းနာမည်ကျော်ကားတိုင်ယာနှင့် သုံးစီများကိုတင်သွင်းနေကရီအောင်မြန်မာကုမ္ပဏီအမည်ဖြင့်လဲကာလောကဤတာယာနှင့်အင်ဂျင်ဝိုင်းဈေးကွက်ကိုလဝက်ကြီးအုပ်လောက်ကန်လျက်ရှိကြောင်းသိရပါတယ်။အောင်ပြည့်စုံ၏အဓိကရှယ်ယာများပါဝင်နေသောရီအောင်မြန်မာကုမ္ပဏီကနာမည်ကျော်ဂျပန်ယိုကိုဟာမာကာတာယာဥရောပဤနာမည်ကျော်တာယာဖြစ်သောဒမ်လုံးနှင့်ပြင်သစ်တိုတယ်ကုမ္ပဏီပိုင်း ELF ENGYC တင်သွင်းဖြန့်ဖြူးမှုများကိုလှုံ့ဆော်လျက်ရှိကြောင်းမြန်မာနိုင်ငံ၏ကာတာယာဈေးကွက်နှင့် ENGYC ကွက်ကိုမောင်မောင်နိုင်နှင့်အောင်ပြည့်စ ုံတို့၏ကုမ္ပဏီဖြစ်သောရီအောင်မြန်မာကုမ္ပဏီကလဝက်ကြီးအုပ်ချုပ်လည်နေကြောင်းသိရပါဗျ။မမောင်နိုင်ဟာအောင်ပြေစုံရဲ့ရှေ့ထွက်လူယုံဖြစ်ပါတယ်။သူနဲ့အောင်ပြေစုံကအနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေခံထားရပေမဲ့ရီအောင်မြန်မာကုမ္ပဏီကိုထူထောင်ပြီးယိုကိုဟာမာတာယာ Damlot Tire နဲ့ ELF Engine YC တွေအပါအဝင် EU နဲ့ဂျပန်ကုမ္ပဏီတွေကချုပ်လုပ်တဲ့နာမည်ကြီးကား Tire နဲ့ Engine YC တွေကိုမြန်မာပြည်ဈေးကွက်မှာ ကြီးစိုးချဲ့လည်ခွင့်ရရှိထားပါတယ်ဟုရန်ကုန်အခြေစိုက်စည်းပွားရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ မေအောင်လိုင်ဤသာအောင်ပြည့်စုံဤအဓိကရှိရများပါဝင်နေသောရီအောင်မြန်မာကုမ္ပဏီသည်အောင်ဆန်းကုမ္ပဏီလီမိတက်နှင့်ရီကော်ပိုရေးရှင်းစင်ကာပူတို့ဖက်ဆက်ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီဖြစ်ကြောင်းသိရပါသည်။ဥရောပနှင့်အနောက်နိုင်ငံကြီးများကအောင်ပြည့်စုံနှင့်မောင်မောင်နိုင်ကိုစီးပွားရေးပိတ်ဆို့ထားသောလည်း၎င်းတို့ထူထောင်ထားသည့်ကုမ္ပဏီမှာဥရောပအမတ်တစိအင်ဂျင်ဝိုင်းစီးများနှင့်ကားတာယာများကိုတင်သွင်းခွင့်ရရှိနေခြင်းဖြစ်ကြောင်းရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကထောက်ပြပြောဆိုကြပါသည်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်